ဒီနေ့ပြောမယ့် video file လေးကတော့ကျမတို့ပြည်တွင်ထဲမှာရှိနေတဲ့ပြည်သူတွေရောပြည်ပမှာရှိနေတဲ့တော်လှန်ပြည်သူတွေရောလက်နက်ကင်တိုက်ပွဲဝင်နေတဲ့ကျမတို့ရဲ့ရဲဘော်တွေရောအားလုံးအားလုံးကိုအပိစကားပြောချင်တာဖြစ်ပါတယ်။နော်။သတင်းစကားလေးတွေလည်းပြောချင်တယ်ပေါ့ရှင်။သတင်းစကားကဘာလဲဆိုလို့ရှိရင်မြေပြင်အခြေအနေစစ်ရေးအခြေအနေကတော့ကျမနေနဲ့အကျယ်တွင်းရှင်းပြဖို့မလိုတော့ဘူး။ကျွန်တော်နေပြည်တော်နဲ့အနီးကပ်ဆုံးနေရာတွေကိုကြည့်လိုက်ပါတိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီးတော့မှအောင်ပွဲတွေလည်းဆက်တိုက်ရနေတယ်။ KIA ကိုကြည့်လိုက် လို့ရှိရင်လည်း KIA မှာလည်းအပြင်းထန်စူးစမ်းနေကြတယ်ဒါရခိုင်ဆိုလို့ရှိရင်လည်းဒါကြောက်ဖြူကိုတိုက်နေတယ်ပေါ့မကြခင်မှာကျွန်တော်တို့အောင်ပွဲတွေဒီထက်ပိုပြီးတော့ကြားရအောင်မှာဖြစ်ပါတယ်အဲ့အတွက်မြေပြင်သင်းတွေကိုအများကြီးပြောပြဖို့မလိုတော့ပါဘူးကျွန်တော်ပြောပြချင်တာကပြည်သူတွေနဲ့ထောက်ဖို့ဒီကိစ္စကိုပြောချင်ပါတယ်เนาะကျွန်တော်တို့အခုလာထဲမှာ ်မြန်မာနိုင်ငံရဲ့သတင်းဌာနတွေမှာအလုပ်လုပ်ခဲ့တဲ့ CDM ဦးကျော်တလင်းဒါတော်တော်များများသိကြမှာပါကျွန်တော်တို့မေရှားနိုင်ငံကိုကျွန်တော်တို့ညီနေချိတ်ဆက်ပြီးတော့ရောက်ရှိလာခဲ့တယ်လူတွေကကိုယ်ရောက်ရှိလာတာတော့မဟုတ်ဘူးပေါ့ရှင်เนาะဘာပဲဖြစ်ဖြစ်ဒါကျွန်တော်တို့ရဲ့စ조사မှုဖြစ်ပါတယ်လေလိုင်းပေါ်ကအစိုးရလေလိုင်းပေါ်ကလူတွေလို့ပြောနေကြတဲ့လူတွေကိုကျွန်တော်တို့ကအလုပ်နဲ့တက်တည်ပြနေခြင်းဖြစ်ပါတယ်မြေပြင်ကလူတွေကိုလည်း ကျမတို့တွေကကျမတို့ရှိတဲ့နေရာလေးကိုခေါ်ပြီးတော့မှဒါတွေ့ဆုံခွဲတွေလုပ်တယ်အလူငွေအတွက်ကျမတို့စီယုံနေအလူငွေတွေလည်းမြောက်များစွာရရှိပါတယ်နော်အဥချော့တက်လင်းဆိုလို့ရှိရင်ဒါမြေပြင်မှာတကယ်ဥမာရဲဘော်တွေနဲ့ထိတွေ့ဆက်ဆံပြီးတော့တကယ်ဥမာအကြုံမှန်တက်လုပ်နေတယ်တကယ်ဥမာတော်ရင်တော်လန်ရေးမှာကျမတို့ရဲ့ခေါင်းဆောင်လို့ပြောလို့ရတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်ပါတယ်နော်သူရောက်လာတဲ့အခါမှာကျမတို့မလေးရှားမှာရှိနေတဲ့ပြည်သူတွေအားလုံးကကြိုဆိုတဲ့အခါမှာငိုကြတဲ့လူတွေရှိတယ်ဝမ်းနေကြတဲ့လူတွေရှိတယ်တင်းတင်းဖတ်ပြီးတော့မှအပိစကားတွေပြောကြတဲ့လူတွေရှိတယ်နော်အဲ့တော့ ျမမြင်လိုက်ရတာလက်အရာလေးကိုကျမပြောရမယ်ဆိုလို့ရှိရင်ကျမတို့တွေဟာပြည်ရင်းထဲမှာရှိနေတဲ့ပြည်သူတွေရောပြည်ပမှာရှိနေတဲ့ပြည်သူတွေရောတော်လန်ပြည်သူအားလုံးကဒီလေးနှစ်မှာအများကြီးတောက်ခံခဲ့ကြတယ်။နော်ဒုက္ခတွေအမျိုးမျိုးပေးတယ်စိတ်ကောင်းစီကကျမတို့ပြည်သူကိုရရဆက်ဆက်တတ်တယ်မီးရှို့တတ်တယ်ဘုံဘုံကျဲတတ်တယ်နော်ခေါင်းတွေခြေတွေလက်တွေခုတ်ဖြတ်တတ်ဖြတ်တယ်နော်မရိတ်ကျစော်ကားပြီးတတ်ဖြတ်တယ်အမျိုးမျိုးပေါ့ရှင်။အဲ့ဒီလိုနိုင်ငံတိုင်းနိုင်ငံမကောင်းတဲ့အခါမှာနိုင်ငံတိုင်းနိုင်ငံရဲ့အရေးဟာနိုင်ငံတိုင်းမှာရှိနေတဲ့မြန်မာတွေပေါ့အကျိုးတက်ရောက်တဲ့အတွက် ဖမ်းဆီးတာတွေခံရတယ်ပြေးလွှားရတယ်အော်ပရာစီတွေနေရအနောက်ဝင်နေအောင်လန်းကနေဝင်ကြတယ်အောင်လန်းကနေဖမ်းခံရတယ်မြန်မာနိုင်ငံပြန်ဖို့ခံရတယ်မြန်မာနိုင်ငံမှာလည်းနော်စစ်မှုထမ်းခေါ်တယ်လူသားတိုင်းလုတ်တယ်နော်စစ်မှုထမ်းမဝင်နိုင်တဲ့လူကိုသိန်း100ဆိုလဲတောင်းတယ်သိန်း80ဆိုလဲတောင်းတယ်ဒီလိုမျိုးနဲ့အဖက်ဖက်ကနေဖိနှိပ်ခံနေရတယ်ကျွန်တော်တို့ပြည်သူလူထုရဲ့ရင်ထဲမှာဒီစစ်ကောင်စီကိုမုံနဲ့မုံတရားနာကြီးတဲ့နာကြီးမှုတွေကကျွန်တော်တို့မငိုခဲ့ရဘူး ဒီလေးနှစ်တိုင်တိုင်မှာကျမတို့မငိုခဲ့ဘူးကျမတို့ရဲဘော်တွေတေးတယ်ကျမတို့ပြည်သူတွေအမျိုးမျိုးခံရတယ်ကျမတို့တရင်တွေဖက်ရအန်တိတ်တယ်မင်းရိုးတွေထောင်းလာတယ်လက်သီးတွေတက်တက်ပအောင်ဆုပ်လာတယ်ဒေါသတွေထွက်လာတယ်ဒါပေမဲ့ကျမတို့ငိုချင်နေတဲ့စိတ်တွေကိုကျမတို့ခဏမေ့ထားလိုက်ကြတယ်တမင်မငိုခဲ့ဘူးဘာလို့လဲကျမတို့ပြောညံသွားမှကြောက်တယ်ကျမတို့အမြဲတမ်းကြောက်တီဒီစစ်ကောင်စီကိုအာဏာရှင်တွေကိုကြောက်ခဲ့ရတဲ့ခေါင်းငုတ်ခဲ့ရတဲ့အရှိုးသေးပေးခဲ့ရတဲ့အချိန်ခါကြီးကနေပြီးတော့မိဟုံဟုံတောက်ပွင့်ထွက်လာတဲ့ကျမတို့ပြည်သူတွေရဲ့တတ်တည်ရင်ဟာနော် တော်လိုက်ရေးကာလကြီးမှာတိတ်ကိုပြင်းထန်တယ်တိတ်ကိုပောက်ကွဲလွယ်တယ်ကျမတို့အစ်စရာတိတ်ကိုကျွတ်ဆက်နေတယ်တခုခုဖြစ်လာရင်ကျမတို့တွေထပြီးတော့လူတယောက်ကိုဆဲရင်းနဲ့စိုးခြင်းနဲ့เนาะဘာပြဿနာလေးပဲဖြစ်ဖြစ်ကျမတို့တွေကအရင်စိတ်တွေဝင်နေတယ်ဘာဖြစ်လို့လဲကျမတို့တွေရှင်ထဲမှာကျမတို့ရဲ့နှလုံးသားထဲမှာပိုးဝင်နေတာအဲ့ဒီအာနာရှင်တွေကိုကျမတို့တွေဟာအနုနီးနဲ့မရဘူးအကျန်းနီးနဲ့ပဲရမယ်ဆိုတဲ့စိတ်နဲ့ကျမတို့တွေတတ်ချင်ဖြတ်ချင်စိတ်တွေကျမတို့နှလုံးသားရဲ့မှာကိန်းအောင်နေခဲ့အဲ့တော့ကျမတို့ပြည်သူတွေကြဆုံးနေပြည်သူတွေအပြိနှိတ်ခံရတဲ့အခါမှာကျမတို့တွေဟာ ငိုခြင်းနဲ့ရှင်ထဲမှာစိုးတက်လာဒါပေမဲ့မငိုခဲ့ဘူးမငိုခဲ့ကြဘူးဒါဟာတိုက်နေပြီနော်ဒီကာလကြီးမှာဖြစ်တယ်ဆိုတဲ့စိတ်နဲ့ကျမတို့ရဲ့နှလုံးသားတွေထဲမှာငိုခြင်းနဲ့စိတ်တွေကိုပြိနှိပ်ခဲ့တယ်ချိုးနှိမ်ခဲ့တာအဲ့ဒီအတွက်ကျမတို့ခေါင်းဆောင်တွေရောက်လာတဲ့အခါမှာမိဘတယောက်ကိုသားသမီးတယောက်ကတွေ့ရတဲ့လူမျိုးအားကိုးတယ်ဝမ်းနည်းတယ်နော်ဒီတယောက်ကကျမပွဲတပွဲမှာဆိုလို့ရှိရင်တယောက်ကဥကြတလင်ကိုတွေ့တဲ့အခါမှာဖတ်ပြီးဖတ်ဖတ်ပြီးတော့ရှိုက်ကြီးတငယ်ငိုတယ်။ယောက်ျားလေးတွေကလည်းငိုတယ်။ကျမလည်းကြည့်ပြီးတော့ငိုပြီ။အော်ကျမတို့ပြည်သူတွေက၄နှစ်တိုက်တိုက် ထုတ်တီးခဲ့ရပါလားနော်ဆိုတဲ့အသိစိတ်နဲ့ဖတ်ပြီးတော့ငိုနေတဲ့အခါအခါမှာကျမတို့အားလုံးအဲ့ဒီမှာရှိနေတဲ့ပြိတ္တတွေအားလုံးငိုကြတယ်ဆိုတော့ကျမတို့ပြောချင်တာကကျမတို့ဒီလင်းနှစ်တန်းတန်းချုပ်တီးခဲ့တာငိုသိရင်ငိုပါနော်တကယ်လို့သာတော်လန်ရေးကြီးပြီးလို့ရှိရင်ကျမတို့ကပျော်ရမယ်အစားကြာရှုံးသွားတဲ့လူတွေအမြောက်မကွေပေးရတဲ့လူတွေအတွက်ကျမတို့ငိုရအောင်ပါပါကျမတို့တော်လန်ရေးပြီးကျမအရင်ဆုံးလုပ်မှာပါကျမချုပ်တီးခဲ့ရတဲ့အရာတွေဂျဲပေါ်တွေအတွက်ကျမအမြောက်မကွေပေးခဲ့ရတဲ့အရာတွေအတွက်အမြောက်ဝင်ပြီးတော့ကျမငိုပါပါနော်အဲ့တော့အခုချိန်မှာ ွားတို့တော်လန်ခေါင်းဆောင်တွေကိုတွေ့တဲ့အခါမှာငိုချင်ရင်ငိုကြပါဖက်ပြီးတော့ငိုပါနော်မချုပ်တီးထားကြပါနဲ့ကျမတို့ပြည်သူတွေလည်းအတူတူပါပဲငိုစရာရှိရင်ငိုကြပါတစ်ကြိမ်တစ်ခါတော့ကျမတို့ငိုသင့်ပါဒါပေမဲ့ကျမတို့ရဲ့အင်အားတွေစုံလုပ်သွားလို့တော့မရဘူးကျမတို့ငိုပြီးလို့ရှိရင်ကျမတို့လှုပ်ဆရာရှိတာကိုပြည်သူတွေအနေနဲ့လှုပ်ရမှာဖြစ်ပါတယ်နိုင်ငံတကာကဘယ်လိုပဲတရင်ထုတ်ပြီးထုတ်ပြီးနော်ဘယ်နိုင်ငံကနေစစ်ကောင်စီကိုဘယ်လိုပဲအားပေးနေအားပေးနေကျမတို့ပြည်သူကိုဘယ်လိုပဲနှိတ်ကုတ်ဖိနှိတ်နေဖိနှိတ်နေဘာဖြစ်လဲ ဘလို့ဖိနှိပ်နေဖိနှိပ်နေဘာဖြစ်လဲဘာမှမဖြစ်ဘူးကျမတို့အဖိနှိပ်ခံတယ်ကျမတို့ဒုက္ခရောက်တယ်ဘာဖြစ်လဲဘာမှမဖြစ်ဘူးကျမတို့ရုပ်ဆရာရှိတာဆက်လုပ်မယ်ရှစ်တိုးဆရာရှိတာကိုဆက်ပြီးတိုးမယ်အဲ့ဒီအတွက်ပြည်သူတွေအနေနဲ့အတင်းလာပါကျမတို့ကဏ္ဍပေါင်းစုံကနေစူးစမ်းနေကြတယ်ပြည်ပမှာရှိနေတဲ့လူတွေကလည်းရှိတဲ့ဒုက္ခတွေကြားကရှိတဲ့အင်အားလေးနဲ့တော်လှန်ရေးကိုထောက်ပံ့နေကြတယ်၊ကူညီနေကြတယ်နော်ဒီ၄နှစ်တိုင်တိုင်မှာကျမတို့ဒီစူးစမ်းခဲ့တာတွေလည်းအများကြီးအရာထင်ခဲ့တယ်အဲ့ဒီအတွက်ဘယ်နိုင်ငံကဘယ်လိုအတန်ထုတ်ထုတ်ကျမတို့တွေဘယ် ဒီစစ်ကောင်စီကဘလို့ပဲရွေးကောက်ပွဲကိုနော်ဘလို့စ조사ပြီးတော့ပဲလို့လို့ကျမတို့တွားရမယ်လမ်းကတလမ်းပဲကျမတို့ရဲ့ပန်းနိုင်ဟာတစ်ခုလဲကျမတို့ရဲ့အိမ်မက်ကတစ်ခုလဲကျမတို့ရဲ့ဆုံးဖြတ်ချက်ကတစ်ခုလဲကျမတို့ရဲ့အတန်ဟာတတန်နဲ့ဖြစ်ပါတယ် နော်အဲ့ဒီတတန်တဲ့ညီမကျွန်တော်တို့တချီတဲ့ရုံးမဲ့အချိန်ကိုလည်းမကြခင်စိုက်ကြောက်လာတော့မှဖြစ်တယ်တနိုင်ကလုံးတိုက်တာနဲ့ထိုးစစ်တင်မယ်လို့လည်းကြေညာခဲ့တာဖြစ်တယ်လမ်းများအလုံးနေပြီးတော့တို့လို့လည်းကြေညာခဲ့တာဖြစ်တယ်အဖက်ဖက်ကတိုင်းရင်သမားတိုင်းရင်သားလက်နက်ကိုင်တွေလည်းအလုံးဝိုင်းပြီးတော့တိုက်နေကြတာဖြစ်တယ်အဲ့ဒီတော့ဒီတော်လန်ရေးဟာမအောင်မြင်စရာဘာကြောင့်မှဖြစ်ဘူးအခုအချိန်မှာနော်ဒုက္ခဒုက္ခတွေကိုကျွန်တော်တို့အချိန်ကြီးကြောချင်းကရင်ချင်းကပ်ပြီးတော့တောက်ခံနာကြပါတချိန်ကျရင်ကျွန်တော်တို့နော်အောင်ပွဲခံနာရတဲ့တနေ့ကျရင်ကျွန်တော်တို့အချိန်ချင်းအဲ့ဒီအချိန်ကျရင်ဖတ်ငုံကြမယ်နော် ဲ့ဒီအချိန်ကျရင်အချင်းချင်းအားပေးကြမယ်ရင်မောကြမယ်နော်ကျမတို့အခုချိန်မှာငိုချင်ရင်ငိုပါနော်ဒါတခြားနိုင်ငံမှာရှိနေတဲ့နော်တော်လန်ပြည်သူတွေကိုလည်းပြောချင်တယ်ငိုစရာရှိရင်ငိုလိုက်ပါကျမတို့လုပ်စရာရှိတာဆက်လုပ်မယ်နောက်တစ်ခုကျမတိုက်တွန်းပြောကြားချင်တာတောင်းပန်ချင်တာပြည်သူတွေကိုကျမတောင်းပန်ချင်တယ်နော်ကျမတို့ပြည်သူတွေအားလုံးကအာနာရှင်ရဲ့လက်အောက်မှာနှစ်ပေါင်း80တိုင်တိုင် အလိုအလိခံခဲ့ရပြီးပါပြီနိုင်ငံတကာမှာလည်းမြန်မာဆိုလို့ရှိရင်အလုတ်သမားအဆင့်ထက်မပိုတဲ့ဆက်ဆံရေးမှုမျိုးနဲ့ကျမတို့ရဲ့မျိုးဆက်တွေကိုမြင်ခဲ့ရပြီးပါပြီเนาะနှစ်ပေါင်းလဲကြာခဲ့ပါပြီဒီအချိန်တွေဒီအခါဒီလိုသူများနိုင်ငံရဲ့အလုတ်သမားအဖြစ်ကနေလဲဘယ်တော့မှတိုးတက်လာခဲ့ခြင်းမရှိတဲ့အတွက်ကျမတို့တွေဟာရှိတဲ့အင်အားတွေနဲ့စုယုံတိုက်ထုတ်နေတဲ့နေရာမှာပြည်သူတွေအနေနဲ့ခဏညင်ပေးပါပျော်ပဲရှင်ပွဲတွေကိုညင်ပေးပါ ဝိုက်ကော့လုတ်ခြင်းဒီအရန်ကိုထိရောက်ပါတယ်ဝိုက်ကော့လုတ်လို့တော်လန်ရေးနိုင်သွားမှာတော့မဟုတ်ပေမဲ့တော်လန်ရေးနိုင်ဖို့အတွက်ဝိုက်ကော့လုတ်ပေးခြင်းဟာတော်လန်ရေးကိုတဝက်လောက်အထောက်အပံ့ဖြစ်ပါတယ်နောက်တစ်ခုကပြည်သူတွေကိုထိခိုက်မှုအ ਨੇ ဆုံး ဖြစ်တဲ့တိုက်ပွဲဝင်ခြင်းတစ်မျိုးဖြစ်ပါတယ်။ဒါကြောင့်မို့မြန်မာနိုင်ငံမှာလက်ရှိလဲပတ်နေတဲ့အမှုပညာရှင်တွေရဲ့နော်လှုပ်ရှားမှုတွေကိုကျမတို့ဒီအာမပေးခြင်းမထောက်ခံခြင်းနော်ပွဲတွေကလပ်တွေဘားတွေနော်ပြော်ပွဲရှင်ပွဲတွေမှာအာမပေးခြင်းမထောက်ခံခြင်းငြိမ်ငြိမ်လေးလှခြင်းကိုလိပ်ပြကိုလုံလုံကိုကိုကိုစုံမခြင်းနဲ့ကိုကိုကိုနာတီအောင်ရိုက်သွင်းမှာကျမတို့တော်လိုင်းရေးကာလမှာခေါင်းတွေတိတ်ပစ်ခဲ့ရတာတွေကိုပြန်မြင်အောင်မှာလှဲပေါ်မှာလူတွေအလောင်းတွေတိုက်ခဲ့ရတာတွေကိုပြန်မြင်အောင်မှာနော် အရှင်လက်လက်မီးရှို့တက်ဖြတ်ခဲ့တာမရင်းကြီးတက်ဖြတ်ခဲ့တာလေပြန်မြင်ရောက်ပြီးတော့ကျမတို့လုတ်ပေးနိုင်တဲ့ထိခိုက်မှုအနည်းဆုံးဖြစ်တဲ့ဝိုက်ကော့ကိုတေးသေးတက်တက်လုတ်ပေးကြပါလို့ကျမပြည်သူကိုတောင်းပန်ရင်းနဲ့အားပေးကြပါတယ်အားတင်းလာကြပါကျမတို့တော်